င်္ဂလာပါခင်ဗျာ2014ခုနှစ်ဩဂုတ်လနောက်ဆုံးပတ်အတွက် RFB ရုပ်သံသတင်းမဂ္ဂဇင်းစီစဉ်ကိုအမေရိကန်ပြည်အောင်စု Washington DC မြို့တော်ကနေစပြီးထုတ်လွှင့်နေပါပြီကျွန်တော်ကကြော်မဲ့ထုတ်ပါခင်ဗျာ RFB ဘတ်စင်သတင်းမဂ္ဂဇင်းစီစဉ်ကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိစနေနေ့တိုင်းတင်ဆက်ပေးနေပါတယ်ဒီစီစဉ်ကိုပဲတနင်္ဂနွေနေ့တနင်္လာနေ့မနေ့ပိုင်း9:00နာရီခွဲမှာတစ်ချိန်နေ့လယ်တနင်္လာမှာတစ်ချိန်ပြန်ပြီးထုတ်လွှင့်သွားမှာပါခင်ဗျာဒီဒီဘတ်စီစဉ်မှာပထမဆုံးတပတ်အတွင်းထူးခြားတဲ့မြန်မာသတင်းတွေကိုတင်ပြမှာဖြစ်ပါတယ် အဲ့ဒီနောက်မှာဒေါအောင်ဆန်းစုကြည်နဲ့စာပေလူပညာရှင်တွေရဲ့တွေ့ဆုံပွဲအကြောင်း PR လို့ခေါ်တဲ့ချိုးကြကူစားပြုစနစ်ကိုကန့်ကွက်တဲ့လက်မှတ်ရေးထိုးပွဲတွေအကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာရခိုင်ပြည်နယ်ကမြေယာသိမ်းဆည်းခံမှုပြဿနာတွေကိုအမြန်ဆုံးဖြေရှင်းပေးဖို့ပြည်နယ်လွှတ်တော်ကတိုက်တွန်းလိုက်တဲ့အကြောင်းမန္တလေးတိုင်းပြည်ဦးလွန်မှာဘာသာပေါင်းစုံအတူဆင်တွဲနေထိုင်ရေးဆွေးနွေးပွဲပြုလုပ်တဲ့အကြောင်းတွေကိုထုတ်လွှင့်မှာဖြစ်ပါတယ်။ဒေါ်ဘုံမြေတွင်ဓမ္မစရီခေါလောင်း ဆယ်ယူဖို့စူးစမ်းနေတာကိုတွားရောက်ကြည့်ရှုကြသူတွေအကြောင်းထုတ်လွှင့်ပြီးမှဒီဒီဘက်အတွက်နောက်ဆုံးအစီအစဉ်ဖြစ် RFA ကိုရေးရစာပေးရစာအစီအစဉ်ကိုထုတ်လွှင့်တော့မှာဖြစ်ပါတယ်ခင်ဗျာအခုပထမဆုံးပြည်ခဲ့တဲ့တင်ပါတော်မှာထူးခြားတဲ့မြန်မာသတင်းတွေကိုထုတ်လွှင့်มาဖြစ်ပါတယ်ကျွန်တော်တို့ဝိုင်းတော်သားကိုနေရင်ကျော်ကစီစဉ်တင်ဆက်ထားပါတယ်ခင်ဗျာ မင်္ဂလာပါခင်ဗျာဒီပတ်တွင်းသတင်းစီစဉ်နေစတင်နေပါပြီရန်ကုန်တိုင်းအစိုးရကရန်ကုန်မြို့သစ်တည်ဆောက်မဲ့စီမံကိန်းကိုတင်တာမခေါ်ဘဲကုမ္ပဏီတစ်ခုကိုပြိုင်မဲ့မရှိခွင့်ပြုခဲ့တာဟာပွင့်လင်းမြင်သာမှုကင်းမဲ့တဲ့လုပ်ရဖြစ်တယ်လို့ RFA ကပုံမှန်တင်ဆက်နေတဲ့ဒီမိုကရေစီခရီးကြမ်းတဲ့ဒေါ်ဆန်းစုကြည်အစီအစဉ်အတွက်ဆက်သွယ်မြေမြန်ခဲ့ရမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ကဝေဖန်ပြောကြားလိုက်ပါတယ်ဒီကိစ္စကလက်ရှိအစိုးရတာဝန်ယူခဲ့ခြင်းကစပြီးပြောဆိုခဲ့တဲ့ခရီးစကားတွေနဲ့ကွဲလွဲနေတယ်လို့လည်းဒေါ်ဆန်းစုကြည်ကပြောပါတယ် ရန်ကုန်မြို့အနောက်ဘက်ပန်းလိုက်မြင့်တဲ့22မြောင်းကြားလှိုင်မြင့်တဲ့လှိုင်သာယာ22ကာလန်ကြားကမြေက3000လောက်မှာရန်ကုန်မြို့သစ်တိဆောက်ဖို့အတွက်မြမစီရင်နာမြို့သစ်အများပိုင်းကုမ္ပဏီလီမိတက်ကတာဝန်ယူပြီးကောင်ထက်ဖော်မဲ့အကြောင်းရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်စွေကတိုင်းလွှတ်တော်ကိုဩဂုတ်လ22ရက်နေ့မှာတောင်းလာပေးပို့ခဲ့တာပါဒါရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်စွေနဲ့အစိုးရအဖွဲ့ဝင်တချို့ကကုမ္ပဏီနဲ့ပူးပေါင်းပြီးရှုပ်ဝက်အကောင့်တွေဖော်ခဲ့တဲ့စီမံကိန်းဖြစ်တယ်လို့လေးသာသူတချို့ကဝေဖန်ပြောဆိုနေကြပါတယ် ရခိုင်ပြည်နယ်ကလက်ရှိအခြေအနေကိုပြောင်းလဲဖို့အတွက်နှစ်ဖက်လူ့အဖွဲ့အစည်းရဲ့စိတ်ဓာတ်တွေကိုပြောင်းလဲဖို့လိုအပ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Mr. Vijay Nambiya ကပြောလိုက်ပါတယ်စစ်တွေမျိုးတွေကစက်ယုံစုရခိုင်ဒုက္ခသည်စခန်းနဲ့တက်ကြပြင်းခေါင်းဒုက္ခမွတ်စလင်ဒုက္ခသည်စခန်းတွေကိုတွားရောက်ခဲ့ပြီးတဲ့နောက်စက်ယုံစုရခိုင်ဒုက္ခသည်စခန်းမှာ Mr. Nambiya ကအခုလိုပြောလိုက်တာပါရခိုင်ပြည်နယ်ကနှစ်ဖက်လူ့အဖွဲ့အစည်းအနေနဲ့အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်းအစိုးရနဲ့ပူးရဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ Mr. Nambiya ကပြောပါတယ် ရခိုင်ဒုက္ခသည်တွေကလည်းစောင်းနေအကြက်တဲနဲ့အလောက်ကန်ခွန်းလန်းတွေဖန်တီးပေးဖို့အတွက်မြစ်ဆန်နံပြားကိုတင်ပြခဲ့ကြပြီးမွတ်စလင်ဒုက္ခသည်တွေကကျမ်းမာရေးဆောင်ရှောက်မှုတွေလိုအပ်ကြောင်းတင်ပြခဲ့ပါတယ်နိုင်ငံကအဖွဲ့အစည်းတွေအနေနဲ့ဘက်တစ်ဖက်ကိုသာကူညီရဆိုပြီးရခိုင်လူအဖွဲ့အစည်းကယုံကြည်မှုကင်းမဲ့တာတွေရှိခဲ့တဲ့အကြောင်းမိမိတို့အနေနဲ့အဲ့ဒီအခြေအနေကိုပြောင်းလဲပြစ်နိုင်ဖို့ကြိုးစားနေတဲ့အကြောင်းကိုလည်းမစ္စတာနံပြားကပြောသွားပါတယ်ခင်ဗျာမြန်မာနိုင်ငံကအကြမ်းဖက်ပဋိပက္ခတွေကြောင့်လူထောင်ပေါင်းများစွာလေစည်းဒုက္ခသည်တွေဖြစ်ထွက်ပြေးလာကြပြီး လမ်းခီးမှာလည်းလူမောင်ခိုးပွဲစားတွေရဲ့လက်ထက်မှာလူရဲ့အကြံဖက်ရိုက်နှက်ခံကြရတယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆရာမမင်းကြီးယုံ UNHCR ကစီရင်ခန်းစာထုတ်ပြန်လိုက်ပါတယ်။မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ကဒုက္ခသည်9300ကျော်လောက်ဟာအခုနှစ်ဇွန်လအထိ12လတာကာလအတွင်းလေစီးဒုက္ခသည်တွေဖြစ်ဘင်္ဂလားပင်လယ်ော်ကတဆင့်ထွက်ပြေးခဲ့ကြတဲ့အကြောင်းဒါဟာပြီးခဲ့တဲ့12လကထက်60ရာခိုင်နှုန်းကျော်တိုးလာတဲ့အကြောင်း UNHCR ရဲ့အစီရင်ခန်းစာမှာဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာလူမျိုးရေးကြမ်းဖက်ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ပြီးနှစ်နှစ်အတွင်းလက်စည်းဒုက္ခသည်8000ကျော်ထွက်ပြေးလာတဲ့အကြောင်းနဲ့အဲ့ဒီတည်းမှာရိုဟင်ဂျာမွတ်စလင်ကအများစုဖြစ်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလည်းပါဝင်တဲ့အကြောင်းအစီရင်ခံစာကဆိုပါတယ်ဒုက္ခသည်အများစုဟာထိုင်းနဲ့မလေးရှားနိုင်ငံတွေကိုရောက်ရှိပြီးတဲ့နောက်လူပေါင်းခိုးကူးသူတွေရဲ့လက်ထက်မှာတားကောင်အဖြစ်ကြားရောက်ကြရတယ်လို့လည်းအစီရင်ခံစာမှာဖော်ပြထားပါတယ်ခင်ဗျာရန်ကုန်တိုင်းတွင်အင်္ဂါကဇင်းနှုံးတွေမြင့်တက်နေတဲ့ပြဿနာကိုဖြေရှင်းပေးဖို့ ်ဩဂုတ်လ29ရက်နေ့ကတိုင်းဒေသကြီးလွှတ်တော်မှာဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဒါအင်ချမ်မြေဈေးနှုန်းတွေအဆမတန်ကြီးမြင့်လာတဲ့ပတ်သက်ပြီးလွှတ်တော်အတွင်းပထမဆုံးကြိမ်ဆွေးနွေးကြတာဖြစ်ပါတယ်။ဒီဆိုကိုရငဲမြို့နယ်ကတိုင်းဒေသကြီးလွှတ်တော်ပုံစံနဲ့ဦးတောင်းကျော်ကတင်သွင်းခဲ့တာဖြစ်ပြီးရန်ကုန်တိုင်းအတွင်းတင့်တော်တဲ့အင်ကားကနှုံးတာတွေတပ်မှတ်ပေးဖို့နဲ့ငှားရမှုအဆင်ပြေအောင်ဆောင်ရွက်ပေးတဲ့အဖွဲ့တွေဖွဲ့ပေးဖို့ပါဝင်ပါတယ်။ဒီဆိုကိုရန်ကုန်တိုင်းဗဟန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသိန်းနဲ့ တင်ကန်းကျုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဆန်းဆန်းမြင့်တို့ကထောက်ခံဆွေးနွေးခဲ့ပါတယ်။အိမ်ငါးကဇင်းတို့တွေမတက်အောင်1960ခုနှစ်မြို့ပြငါးရန်ကဥပဒေကိုပြင်ဆင်ဖို့စီစဉ်နေတဲ့အကြောင်းရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနဲ့နေဆက်ရေးအဝန်ကြီးပုံမှုကြီးတင်ဝင်းကဖြေကြားခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အစိုးရနဲ့ပြစ်ခတ်ရဆက်ရေးဆွေးနွေးနေတဲ့ညီညွတ်သောတိုင်းဒေသလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်မဟုတ်တဲ့ဝအထူးဒေသနှစ် SSPB SSA နဲ့မိုင်းလာအထူးဒေသ၄တို့က လက်နက်ကိုင်တိုင်းရင်းသားကိုယ်စားလှယ်တွေဟာနေပြည်တော်မှာသမရအပါအဝင်လွှတ်တော်နှစ်ယောက်ကဥက္ကဋ္ဌတွေကိုတွေ့ဆုံပြီးညဉ့်ညဉ့်ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဝါအထူးဒေတာနှစ်ကဘိုးကော်မတီဝင်ဦးကျောက်ကော်အန် SSPB SSA ကဒုက္ခစက်ခေတိုင်းနဲ့မိုင်းလာအထူးဒေတာ၄ကဒုက္ခဦးစံပေတို့ဦးဆောင်တဲ့အဖွဲ့ဟာနေပြည်တော်ကိုဩဂုတ်လ25ရက်နေ့ကရောက်ခဲ့ပြီးသမရဦးသိန်းစိန်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ပထမအဆုံးတွေ့ဆုံခဲ့တယ်လို့သမရရုံးကသတင်းထုတ်ပြန်ပါတယ်။ သမရဦးသိန်းစိန်နဲ့တွေ့ဆုံခဲ့ရမှာတိုင်းရင်းသားကောင်းဆောင်တွေကအချုပ်အခြာအာဏာတည်တံ့ရေးနဲ့ဒုတောင်ဝအရေးသုံးပါးကိုလိုက်နာပြီးဆွေးနွေးအဖြစ်ရှာတဲ့နည်းနဲ့ငြိမ်းချမ်းရအောင်ဆောင်ရွက်မဲ့အကြောင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့အော်ဂူလာ26ရက်နေ့ကလွတ်တော်ဥက္ကဋ္ဌတွေနဲ့တီးကြစီတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။တိုင်းရင်းသားကောင်းဆောင်တွေနဲ့မြန်မာစစ်တပ်အကြီးအကဲနဲ့တွေ့ဆုံရမှာတော့ SSPB SSA အဖွဲ့တွေမပါဝင်ခဲ့ဘူးလို့မြန်မာအစိုးရတရင်ထုတ်ပြန်ချက်တွေအများကြီးရပါတယ်ခင်ဗျ။ တပတ်အတွင်းထူးခြားတဲ့သတင်းတွေကိုကိုနေကျော်ကောင်းတို့တင်ပြသွားတာပါအခုဆက်ပြီးတော့သတင်းပေးဖို့ကြတဲ့သတင်းဆောင်မတွေကိုထုတ်လွှင့်မှာဖြစ်ပါတယ်စာပေအမှုပညာရှင်တွေအနေနဲ့တိုင်းပြည်အတွက်အရေးကြီးဆုံးချိန်မှာပူးပေါင်းဆောင်ရွက်ကြဖို့ရန်ကုန်ရွှေကုန်တိုင်းကတော်ဝင်နှင်းစီခမ်းမှာမှကျင်းပတဲ့စာပေအမှုပညာရှင်တွေနဲ့တွေ့ဆုံပွဲမှာတော်ဆန်းစုကြည်ကပြောလိုက်ပါတယ်အားဖြင့်တော့ကိုတီယာထွန်းတင်ပြထားပါတယ်ခင်ဗျာဒီနေ့ပွဲမှာတော်အောင်ဆန်းစုကြည်က တိုင်းပြည်တစ်ခုရဲ့ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားဖို့အတွက်စပေးအမှုပညာရှင်တို့ရဲ့ဖန်တီးမှုတွေဟာပြည်သူတွေပေါ်များစွာထိရောက်မှုရှိတယ်တယ်လို့ပြောကြားခဲ့တယ်လို့လက်ရှိတိုင်းပြည်မှာအရေးကြီးတဲ့ကိစ္စတွေကိုစာဖက်သူပြည်သူတွေသိရှိအောင်မိမောင်းထိုးပြဖို့ကိုလည်းတိုက်တွန်းခဲ့ပါတယ်။ကျွန်မကလည်းနိုင်ငံရေးဘက်ကပြောရမယ်ဆိုတော့မပြောမဖြစ်လို့ပြောရမှာပဲ။ဒီချိန်ဟာကျွန်မတို့နိုင်ငံအတွက်အင်တာမအရေးကြီးတဲ့အချိန်ပါ။ ကျမတို့နိုင်ငံဘယ်လမ်းသွားမလဲဆိုတာကို2005ကဆုံးဖြတ်မှာမဟုတ်ပါဘူးအခု2014ကဆုံးဖြတ်မှာဆိုတော့ကျမမကြားခဏပြောပါတယ်2014ရဲ့ကမှာမှာကျမတို့မှာနဲ့လမ်းပေါ်မှာရောက်သွားမှာ2015ကြလို့ရှိရင်ကျမတို့လူချင်းနဲ့ပန်းတိုင်ကိုရောက်မှာဆိုတာကျမအရင်နေ့ကပြောခဲ့တဲ့ကိစ္စပါအခုဒီကိစ္စကိုလည်းကျမထူးထူးထွေထွေကျမတို့ရဲ့စာပေအမှုပညာရှင်တွေကိုရှင်းပြဖို့မလိုပါဘူးဒါပေမဲ့ဒီအသိစိတ်ဓာတ်နဲ့ကျမတို့နိုင်ငံတကယ်ကို ရောက်တဲ့လမ်းပေါ်ကိုရောက်သွားဖို့ဝိုင်းဝန်းပြီးတော့ကူညီကြပါလို့တော့ကျွန်မနေပြီးတော့မေတ္တာရက်ခံခြင်းပါတယ်။ရေပါတယ်ရေပါတယ်ဖြစ်နေတဲ့ဥစ္စာမှာကျွန်မတို့ဆိုင်ဆရာများဘာတော်ဆရာများဘီဒီယားကအုပ်ကိုညအင်းနေတာလေ။ရေပါတယ်ဥစ္စာများကိုရှင်းလင်းပြီးတော့အရင်မပါတဲ့ဥစ္စာများကိုနိုင်ငံတော်နိုင်ငံတိုင်းနိုင်ငံတိုင်းဓာတ်မှာအရင်မပါတော့ဥစ္စာရဲ့ reward ကိုလာနေတာဖြစ်မနေစီရအောင်။ဒီလိုဒီထားပြီးတော့ကျွန်မ ပြည်ဆိုင်ရာခံရေးနဲ့ဆန္ဒကုတ်ဒီအဟုတ်ကားကိုစပြီးတော့အဲ့ဒီတုတ်ကြဲတဲ့စစ်စည်းရမ်းများကိုတို့ရုပ်သိမ်းလိုက်တယ်ရုပ်သိမ်းလိုက်တဲ့အခါကျတော့ဘာဖြစ်လို့လဲဆိုကျွန်တော်တို့အကုန်လုံးကလူလူနဲ့လည်းရေးချတာလူလူနဲ့လည်းရေးသွားလာတဲ့အခါမှာအဲကျွန်တော်တို့သရုပ်ထားမှန်တယ်လို့ပြောပြီးတော့အစိုးရအာဏာမှန်တယ်လို့ပဲလို့ဝေမန်ထုတ်ကြတယ်လို့လည်းဒီလို့တို့ရန်ကြီးကတည်းကဒီဟာပြီးခဲ့တဲ့ဇူလိုင်လက ပြည်သူ့လွှတ်တော်မှာပြန်ကြားရေးဝန်ကြီးဌာနကတင်သွင်းတယ် ပုံနဲ့ဥပဒေမူကြမ်းကိုမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကကိုယ်စားလှယ်တွေကန့်ကွက်မှုမရှိခဲ့တဲ့အတွက်ဒီနေ့တွေ့ဆုံပွဲမှာစားရေးဆရာအချို့ကဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကအဲ့ဒီအချိန်ကပုံနဲ့ဥပဒေမူကြမ်းကိုလွတ်တော်တင်တဲ့အချိန်ကမကန့်ကွက်ခဲ့တာဟာစာပေသမားတွေနဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေညှိနှဲဆောင်ရွက်ပြီးပြီလို့ယူဆလို့ဖြစ်ကြောင်းနောက်ပိုင်းမှာအခုလိုအမှားအယွင်းတွေမဖြစ်ရအောင်စာပေသမားတွေနဲ့မကြာခဏဆက်သွယ်ဆောင်ရွက်သွားမယ်လို့အခုလိုပြောပါတယ်။ကျမတို့ဒီစာ ီဒီဥပဒေကိုမကန့်ကွက်ရတဲ့အကြောင်းရင်းဟာကျမတို့နားလဲတာဟာစာပေသမားများနဲ့ဟိုဒီတဆိုင်ရာဝင်ကြီးဌာနနဲ့ညှိနှိုင်းပြီးပြီညှိနှိုင်းပြီးတော့သဘောတူပြီးပြီသဘောတူတဲ့အတိုင်းတင်တာပါလို့ဆိုပြီးတော့ကျမတို့ဒီလိုနားလဲခဲ့လို့ပါအဲ့တော့ဒီမှာကျမတို့ကနေပြီးတော့အားလုံးကနေပြီးသဘောတူပြီးဆိုရင်ကျမတို့ကနေလည်းကန့်ကွက်စရာမရှိဘူးလို့ဒီလိုမြင်ခဲ့လို့ပါအဲ့တော့အဲ့ဒါဟာဘာနဲ့သွားပြီးတော့ဆက်လဲဆိုတော့ ဟိုတော့ဆန်းဆန်းရွယ်ပြောသူလို့ပေါ့နော်ကျမတို့အချိတ်ဆက်တွေပို့ပြီးတော့ရှိဖို့လိုတယ်ဆိုတဲ့ကိစ္စနဲ့တွားပြီးတော့ဆက်ပါလေအဲ့တော့အဲ့ဒီဟာလည်းမှန်ပါလေကျမတို့အချင်းချင်းပို့ပြီးတော့အချိတ်ဆက်ရှိလို့ရှိရင်ပို့ပြီးတော့ခဏခဏတွေ့နေမယ်ထိတွေ့မှုရှိမယ်ဆိုလို့ရှိရင်ဒီလိုနားလည်မှုလွဲတာတွေဟာဖြစ်ဖို့မလိုပါဘူးဒါအပြင်ဒေါအောင်ဆန်းစုကြည်ကအချင်းကြနေတဲ့နိုင်ငံရေးသမားတွေအတွက်သာမကသတင်းသမားတွေအတွက်ပါကုညီဆောင်ရွက်ပေးသွားမယ်လို့ပြောပါတယ်ကဗျာဆရာများတမကဥက္ကဋ္ဌဆရာတစ္ဆာနီကလည်းကဗျာဆရာတွေဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေမှာတက်တက်ကြွကြွပါဝင်ခဲ့တယ်လို့အခုလိုပြောပါတယ်။ဒါလိုပါလဲကျွန်တော်တို့ဒီလုံချောင်းနဲ့ဒီခြေကောင်းတွေဒီစီးရဲ့ပတ်သက်လို့မဆရတဲ့ကွာကျွန်တော်တို့နိုင်ငံကပြားစီအတမကအနေနဲ့ဒီညာတဲ့ထုတ်ပြီးတော့ကောက်ဝင်ထားပါလေ။အဲလိုပါလဲလစ်စုံတိစောင်းတွေတော့ဖြစ်သိနေပြီးကောက်ဝင်ထားပါလေ။ဒါကျွန်တော်တို့ကပြားစီအနေနဲ့အထူးသဖြင့်ဒီမနိုင်ငံကပြားစီအတမကအနေနဲ့ဒီနိုင်ငံရဲ့ပတ်သက်တဲ့လုံချောင်းတွေကအများကြီးရှိပါတယ်။ ဒီနေ့တိုင်းတစ်ဖက်တည်းပေါ်ရပါလေတို့အပြာကြီးတို့တော်စားစုကြည့်ပြောတာတွေနဲ့ကျွန်တော်စိတ်ထဲခံစားမှုတွေနဲ့တော်တော်တိုက်ဆိုင်ပါတယ်ဒီကျဝင်းတာတွေကျွန်တော်တို့ရှေ့လျှောက်သွားမဲ့လမ်းတွေအင်းအင်းအဖြစ်တယ်လို့ခံစားရပါတယ်သူ့အတွက်လည်းခွန်အားဖြစ်မဲ့ပွဲသူ့အတွက်လည်းအဲစဉ်းစားစရာတွေရတဲ့ပွဲလို့ကျွန်တော်တို့ထင်တယ်တော်လျှောက်ကျွန်တော်အများပြည်သူအတွက် ရက်ကြီးရေခဲ့ပြောခဲ့တာပါအခုလည်းအဲ့ဒီလုပ်ပြီးဆက်နေတော့ပါဒီလိုကိုယ်ဖြတ်တမ်းပြတဲ့ခါကျတော့ရှေ့လျှောက်ပို့ပြီးအလုပ်လုပ်ရမယ်ဆိုတဲ့စိတ်ကြီးပေါ်တာပါခေါင်းအဖြစ်ပြွဲပါဒေါအောင်ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့လက်ရှိပဂတိအစဉ်တန်းဘလောက်မှရှိတယ်ဘာတွေလိုအပ်နေတယ်ဆိုတာကိုပြည်တွင်းပြည်ပသိရှိအောင်စာပေအမှုပညာရှင်တွေစူးစမ်းလေ့လာပြီးဖော်ထုတ်ရေးသားစေချင်တယ်လို့တိုက်တွန်းပြောဆိုခဲ့ပါတယ်ခင်ဗျာအားဖြင့်တော့ကိုတရားထွန်းတင်ပြသွားတာပါ PR လို့ခေါ်တဲ့ချိုးကြကုစားပြုရွေးကောက်ပွဲစနစ်ကိုကန့်ကွက်လက်မှတ်ရေးထိုးပွဲကိုရန်ကုန်သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့စိတ်တန်းကြခမ်းမမှာဩဂုတ်လ28ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ RFB သတင်းတော်မတ်ဝေရန်မိုးမြင့်ကတင်ပြထားပါတယ်ခင်ဗျာ။ PR ခေါ်ချိုးကြကိုစားပြုစနစ်ကန့်ကွက်လက်မှတ်ရေးထိုးပွဲကို PR စနစ်ကိုကန့်ကွက်ဆန္ဒပြပွဲတွေဇက်တိုက်ပြုလုပ်နေတဲ့ပြည်သူ့လှုပ်ရှားမှုမြင့်တင်ရေးကွန်ရက်ဒီမိုကရေစီအင်အားစုနဲ့ဒီမိုကရေစီရဲ့တက်ကြလှုပ်ရှားသူများကွန်ရက်တို့ပူးပေါင်းကျင်းပကြတာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့၃ဘွဲ့ကအဖွဲ့ဝင်တွေကပီယာစနစ်ကိုကန့်ကွက်ကြောင်းလက်မှတ်ရထိုးကြတာဖြစ်ပါတယ်ကျွန်တော်တိုင်းပြည်မှာတကယ်ရှိနေတဲ့အခြေအနေရတပ်မတော်ကလွတ်တော်ထဲမှာ25ရာခိုင်နှုန်းနေရာယူထားပြီးကျန်တဲ့55ရာခိုင်နှုန်းကိုပီယာလုံးမယ်ဆိုတော့55ရာခိုင်နှုန်းမှာကျွန်တော်တို့ကပြည်သူ့အရေးောက်ဒိန်းောက်တာရှိမယ်အဲ့တော့စစ်တပ်ကတည်ထောင်ဖွဲ့စည်းပေးထားတဲ့ကျန်းခံရေးပါတီက26ရာခိုင်နှုန်းနိုင်တယ်ဆိုရင်စစ်တပ်25ရာခိုင်နှုန်းနဲ့ပေါင်းလိုက်ရင်တို့ကအများကြီးအဆောအဖြစ်ဖြစ်နေတယ် ကျွန်တော်တို့ဘယ်အရသားမှကျွန်တော်တို့အစိုးရဘက်လုပ်ခွင့်မရှိဖြစ်သွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့အရသားတွေရဲ့အခွင့်အရေးကိုအပြည့်အဝလိုချင်နေဆိုရင်ကျွန်တော်တို့ PR စနစ်ကိုအမျိုးသားရေးတာဝန်နဲ့တော့ဝိုင်းဝန်းပူးပေါင်းပြီးတော့ကန့်ကွက်ပြီးတော့ထောက်ပေါ်တဲ့စံတားလက်မှတ်ရေးထိုးပွဲကိုအထူးတကားပူးပေါင်းပါဝင်ကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ပြင်မှာဖြစ်ပျက်နေတဲ့အဖြစ်ပျက်တွေဒီကျွန်တော်တို့အားလုံးအတွက်ဟိုပြောမယ်ဆိုလို့ရှိရင်စိန်ခေါ်မှုအစ်စ်တွေအစ်စ်တွေကြီးပဲထထထိုးလာတယ်ပေါ့ထထထိုးလာတယ် ဒီမကျေနပ်မှုတွေအားလုံးကြီး2015မှာမဲအဖြစ်နဲ့လူထုကသွားမယ်ဆိုတာကိုသူတို့သိတယ်။အဲ့ဒီအခါမှာသူတို့ရဲ့ရှုံးနိုင်ခြင်းများတယ်ဆိုတာကိုမြင်တဲ့အတွက်ဒီဟာကိုကြိုဖော်လိုက်တာ။နောက်ရက်တွေမှာပြည်သူတွေစီကလက်မှတ်တွေရရှိလာဖို့ရက်ွက်တွေမှာလိုက်လံကောက်ခံသွားမယ်လို့သိရပါဗျ။ပြည်အောင်ကန့်ကွက်လက်မှတ်တွေရယူမယ်။ရယူမယ်ဆိုတဲ့နေရာမှာဘာတွေရှိမလဲဆိုတော့မြို့နယ်အသီးသီးမှာအကိုတို့စီကဒီလိုရောင်းမြစ်တဲ့ကွန်ရက်ကလူတွေတည်းဖြစ်နိုင်တယ်။သို့မဟုတ်တာဝန်တည်သောအက်တီဗစ် တက်ကြွလှူရှားသူတွေကလည်းတာဝန်သိစွာကောက်ခံလိမ့်မယ်လို့ကိုလိုမျှော်လင့်ထားပါတယ်ရလာတဲ့လက်မှတ်တွေကိုကိုလိုအမျိုးသားလွှတ်တော်ပြည်သူလွှတ်တော်ပြည်အောင်လွှတ်တော်ကိုပို့မယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပြည်အောင်ကန့်ကွက်သောတိုင်းသားပါတီများကိုပေးပို့မှာဖြစ်ပါတယ်ကျွန်တော်တို့များနိုင်သမျှမြောင်းအောင်ကောက်ခံမယ်တယောက်လက်မှတ်ထိုးလဲပြည်သူဆန္ဒပါနှစ်ယောက်လက်မှတ်ထိုးလဲပြည်သူဆန္ဒပါ PRS နှစ်ကိုကန့်ကွက်တဲ့လက်မှတ်တွေကိုရက်ကွက်အတွင်လိုက်လံကောက်ခံမှုကို15ရက်ကြာဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေးတွေမှာဆွေးနွေးခဲ့တဲ့ ပြည်အခေါ်အချိုးကျကိုစားပြုရွေးကောက်ပွဲစနစ်ကိုမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တိုင်းရင်းသားနိုင်ငံရေးပါတီတွေကကန့်ကွက်ခဲ့ကြပေမဲ့မျိုးသားလွှတ်တော်ကအတည်ပြုခဲ့ပြီးပြည်အစနစ်အကောင့်ထယ်ဖော်ရေးကော်မရှင်ကိုဖွဲ့စည်းခဲ့ပါတယ်။ပြည်သူ့လွှတ်တော်မှာတော့ပြည်အစနစ်ကျင်းသုံးဖို့အဆိုကိုအတိမပြုဘဲမြန်မာနိုင်ငံနဲ့တင့်တော်မဲ့ရွေးကောက်ပွဲစနစ်အကောင့်ထယ်ဖော်ရေးကော်မရှင်ကိုသာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ရှင်။ဒါကတော့ RFA သတင်းတော်မှဝေယံမိုးမြင့်တင်ပြသွားတာပါ။ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်နေတဲ့မြေယာသိမ်းဆည်းခံရတဲ့ပြဿနာတွေကိုပြည်နယ်အစိုးရကအမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးကဩဂုတ်လ26ရက်နေ့ကဆုံးဖြတ်တိုက်တွန်းလိုက်ပါတယ်။ဒီအကြောင်းတွေကိုတော့ RF သတင်းတော်ကိုနေမျိုးထွန်းကတင်ပြထားပါတယ်ခင်ဗျာ။ဒီအစိုးကိုရခိုင်ပြည်နယ်မြေပုံမြို့နယ်ကပြည်နယ်လွှတ်တော်အမတ်ဦးအောင်ဝင်းကပြီးခဲ့တဲ့ဩဂုတ်လ28ရက်နေ့ကအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ဒီပြဿနာတွေကိုကျွန်တော်တို့ရခိုင်ပြည်နယ်မှာအများဆုံးဒီပြဿနာတွေကိုမဖြေရှင်းပေးနိုင်ဘူးဆိုရင်ရခိုင်ပြည်နယ်ရဲ့ ဘာဖြစ်တိုးတက်မှုရလဲမရှိသလောက်ပဲကျွန်တော်တို့ပြောရမှာဖြစ်တယ်အဲ့ဒါကြောင့်ပြည်တွင်းမှာအမှန်တကယ်ရှိနေတဲ့ဒီလေယာဉ်တွေအများကြီးကျွန်တော်တို့အခုဆိုနှစ်နှစ်သုံးနှစ်လောက်မှာတပြုတ်နေမှာအမှုရာနဲ့ရှိပြီးရှိရတယ်နော်အဲ့ဒီအမှုတွေကဘာမှဖြစ်ရှင်းချက်မရှိပဲမလုံပဲပြစ်ပယ်ထားကြတယ်ဘယ်လိုမှစိတ်ကူဖြစ်နေကြတယ်သက်စရာပြည်နယ်အစိုးရများအခွင့်အရေးလည်းအခုရှိမှာပြဿနာတွေကိုလိုက်လံပြီးဖြေရှင်းတာတွေရှိတယ်။ဒါမှမဟုတ်ကျွန်တော်တို့ဖြေရှင်းမှုကလွန်အားနေတယ်လို့ကျွန်တော်တို့မြင်တယ်။ ရခိုင်ပြည်နယ်အတွင်းလေယာဉ်လုပ်ငန်းနဲ့မိခိုလုတ်ကင်နေကြတဲ့လူဦးရေက80ရာခိုင်နှုန်းလောက်ရှိပြီး1988ခုနှစ်နောက်ပိုင်းတမရော်အပါဝင်ဌာနဆိုင်ရာတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကတိမ့်စီးခဲ့တာလို့သိရပါဗျ။လက်ရှိအချိန်ထိရခိုင်ပြည်နယ်ကလေသမားတွေဟာလေမရှိတဲ့လေသမားများလာတာအပြင်အောက်ခြေအဆင့်ဆင့်မှာမတရားငွေကြေးတောင်းခံမှုတွေဟာဒီနေ့အချိန်ထိရှိနေသေးဖြစ်ကြောင်းလဲလွှတ်တော်ကိုယ်စားလှယ်တွေကထောက်ပြကြပါဗျ။ လိုမြေယာပြဿနာဖြေခွာရခြင်းအကြောင်းအရာ26ကြောင်းကျွန်တော်လေ့လာတွေ့ရှိရပါတယ်။တိချက်ကမြေယာဥတွေမြောက်ပြဿနာမှုချေရဲ့နံပါတ်2ချက်ကမြေယာဥတွေမြောက်ကိုလက်ခံကျင့်သုံးနေကြသောမြေစင်းဦးစီးဌာနနှင့်သက်ဆိုင်ရာဝန်ထမ်းများဒေသအောက်ရှုပ်ရေးအာဏာပိုင်များနဲ့တရားရုံးဝန်ထမ်းများကလက်မဲ့လိုက်ယူမှုမြောက်ပြနေရဲ့အဲ့ဒီနေ့ချက်ဟာအဲ့ဒီလိုဖြစ်နေတာကိုရှုံပြီးပြောရရင်တရားဥပဒေစိုးမိုးမှုမချေရဖြစ်ကြောင်းလေ့လာတွေ့ရှိနေရပါတယ်။ဘာလို့ဒီလိုရှိနေတဲ့အတွက်ရေဘုံကနေဆက်လာ မီနဲ့ပြပွားလို့ရရှိတော့လေယာဉ်နဲ့ချားလို့ရစရာပြဿနာများကိုဥပဒေမျိုးနဲ့ပြီးတာများစွာတော့ဖြည့်ရှင်းပြပါတယ်။ဒီနေ့တက်ဒီနေ့ဆွေးရတာတိုင်းပြည်ကြောင်းဆိုအတင်းချစ်ကြောင်းခေညာအပ်ရခိုင်ပြည်နယ်မြေယာအသုံးချမှုစီမံခန့်ခွဲရေးကော်မတီကဖြည့်ရှင်းဆောင်ရွက်နေတဲ့ လေယာဉ်မြေပြဿနာအမှုပေါင်း212မှုရှိပြီးအဲ့ဒီအထက်ကပြီးခဲ့တဲ့မေလအထိ16မှုလောက်ကိုသာပိုင်ရှင်တွေလက်ထက်ပြန်လည်ပေးအပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဖြည့်ရှင်းမှုကြံနေသေးတဲ့အမှုပေါင်း132မှုရှိနေတယ်လို့လည်းသိရပါတယ်။ဒါ့အပြင်ရခိုင်ပြည်နယ်မှာတမတော်ကတင်စီထားတဲ့လေယာဉ်မြေအချို့ကိုတောင်သူတွေလက်ထက်ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ပေမဲ့အဲ့ဒီအထက်ကလေယာဉ်မြေထက်ဝက်နီးပါးလောက်ဟာတောင်သူတွေလက်ထက်ကိုအမှန်တကယ်ရောက်ရှိလာခြင်းမရှိသေးပဲ တက်နဲ့အကျိုးတူပူပေါင်းလှုပ်ဆောင်ခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့လက်ထဲမှာရှိနေသေးကြောင်းလည်းသိရပါတယ်ခင်ဗျာ RF တင်တာကိုနေမျိုးထွန်းတင်ပြသွားတာပါဘာသာရေးမုံတီးမှုတွေပပျောက်ပြီးတော့ဘာသာပေါင်းစုံအတူဆင်တွဲနေထိုင်နိုင်ဖို့အတွက်ဟောပြောဆွေးနွေးပွဲတစ်ခုကိုမန္လေးတိုင်းပြည်ဦးလွန်မှာဩဂုတ်လ23ရက်နေ့ကကျင်းပခဲ့ပါတယ် RF တင်တာမခင်ပြည်စုံကအပြည့်စုံတင်ပြထားပါတယ်ခင်ဗျာဒီဟောပြောပွဲကိုမြောက်ဒီဆီရတော်မန္တလေးအာရှအလင်းရောင်ဆီရတော်ဘဝအလင်းရောင်ဆီရတော်စတဲ့ဆီရတော်၃ပါးနဲ့ စာရေးဆရာတွေဖြစ်ကြတဲ့ချီဦးညိုညီဘူးလေးညီမင်းညိုဆန်းဆန်းနဲ့တာယောက်ဒီတို့ကဟောပြောဆွေးနွေးခဲ့ကြပြီးမင်းမြတ်တွေကိုလည်းဆရာတော်တွေနဲ့စာရေးဆရာတွေကဖြေကြားပေးခဲ့ကြပါတယ်။ဒီမြစ်တာတရားနဲ့နိုင်ငံတော်ဆိုခေါင်းစဉ်အောက်မှာပဲအလှည့်ကြအလှည့်ကြပြောသွားမယ်။ပြီးတော့ပြည်သက်ကထားမိမယ်။ဒါကို panel discussion လို့ခေါ်တာပေါ့။ဒီရင်ကြီးမှုထွန်းစားစီချင်တာကြားလာပြီ။ဒီမှာအများဆုံးတပြည်လုံးလုံလာတော့စာပေဟောပြောပဲပေါ့။ဒါကတော့အားလုံးသိတယ်ဗျ။ ။ဆိုင်ဆက်သုံးတော့ဟောတယ်။စင်မွားတက်ဟောတယ်။ပြိဿနားထောင်တယ်။အပြန်သွားတယ်။ခုဟာတော့ပြိဿပါပြန်ပြီးတော့အပြန်လှန်ဆွေးနွေးနိုင်တယ်အခွင့်အရေးပေးတယ်။ပြီးတော့တယောက်တည်းပြောတာမဟုတ်တယောက်ကို7မိနစ်15မိနစ်ပြော။ဒီပုံစံလေးဟာလွတ်လပ်ပွင့်လင်းပြီးတော့အပြန်လှန်စီးဆင်းမှုရှိတဲ့ပြောဆိုဆွေးနွေးမှုဖြစ်တဲ့အတွက်အဲပို့ပြီးထိရောက်တယ်လို့စိတ်ထဲမှာအောက်မိတယ်။ဒီဘာသာရေးမှာဒီဘာသာရေးပုဂ္ဂိုလ်ကြီးရဲ့ဒီသားတွေရဲ့အာလွှမ်းမှုကတော်တော်လွှမ်းမှုထားတယ် ဒါပြောရင်ဗုဒ္ဓကဝိပန်ခွင့်ပေးတဲ့နောက်အော်ဒီဘာသာရေးနောက်ပုဂ္ဂိုလ်တွေကလူတွေအပေါ်မှာဘာသာဝင်တွေအပေါ်မှာမတရားချုပ်ချယ်မှုတွေတိဆောက်ထားတယ်လို့ပထမဘုရားအလူပြောချင်တယ်။ဒါတော့ဗုဒ္ဓဆိုရင်လက်ထက်ဆိုလို့ရှိရင်ခန်းတော်တွေမတော်တာလို့ကုန်ကုန်ပြောတာတခုမှကြံပြောတာအဲ့ဒါကိုဘုရားစီကရိယာကိုဘုရားကဥပဒေတွေပြည့်ညတ်တယ်ဒါကြောင့်မို့ဒီဥပဒေတွေကထွက်တယ် အเจ้าမပေါ်ဝင်နေထွက်တာအဲ့ဒါလူတွေကဲ့ရဲ့လို့ထွက်တယ်ဒါပေမဲ့ခက်တာခဏိလူတွေကမကဲ့ရဲ့ရဲကြအဖြစ်မျိုးကိုရောက်နေတယ်ဆိုတော့ဒီဘုဒ္ဓဘာသာဘုန်းကြီးတွေကဘလောက်လွယ်လွယ်မှမှတိဆောက်ထားတယ်ဆိုတာဒါသိတာလည်းပြောချင်တယ်။တိုင်းဆရာချစ်ဦးညိုကအခုလုံပြောပါတယ်။အခုမလူလားအတွက်ပြဿနာတွေပြိပက်ခါတွေဖြစ်နေကြတယ်။ဘာသာရေးဆန်ဆန်ပေါ့နော်။အဲအမှန်တော့ပုဂ္ဂိုလ်ကြီးဖြစ်တယ်ပုဂ္ဂိုလ်ကနေပြီးတော့ဖွားလိုက်ကြတယ်လွှင့်ထုတ်လိုက်ကြတယ် လူတစုသူမို့လူတစ်ဖွဲ့ကနေပြီးတော့အနောက်တစ်ခါရဲရဲနှဲ့ရဲတတ်ကြပြက်ပြက်မိရီရှိုးကြဘယ်နဲ့ကဘာညာဟုတ်ဒါတွေကဟိုနေအဆောက်အဦတွေပျက်စီးတယ်ဟာပုံမှန်တရား40လေးတွေထုတ်ရတယ်လူတွေဒဏ်ရရတယ်လူတွေသေးချေပျက်စီးတယ်ဆိုတာဘုရားဘာသာဖြစ်ဖြစ်အစ္စလာမ်ဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်လုံးဝကမလူလားတဲ့ကိစ္စတွေဖြစ်တယ်အဲ့တော့ဒါတွေကိုတားဆီးနိုင်မှုအတွက်ရောအဲ့ဒါရဲ့အရင်းကကဘာလဲဆိုတာကိုမိမောင်းထုတ်ပြနိုင်မှုအတွက်ရောဒါတွေကိုကျွန်တော်တို့တွေစူးစမ်းပြီးတော့ပြောကြရတယ်ပေါ့လေနော်ကိုမြင်နေရှိတော့အဲ့တော့အခုလိုလုပ်ချင်းဟာ ဘာသာပေါင်းစုံညီညွတ်ရေးကိုကြီးစွာသောအထောက်အကူပြုနိုင်တယ်လို့ယုံကြည်တယ်။ဒီဟောပြောပွဲကိုဘာသာပေါင်းစုံကလူငယ်တွေစိတ်ပါဝင်စားသူတွေနဲ့အရက်ဘက်အဖွဲ့အစည်းကလူတွေတက်ရောက်ခဲ့ကြပါတယ်။ရန်ကုန်မြို့မှာပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်တဲ့အခုဟောပြောပွဲကိုပြည်ဦးနယ်မြို့မှာဒုတိယအကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီးကျန်းတဲ့မြို့ကြီးတွေမှာလည်းဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။လုံခဲ့တဲ့နှစ်ပေါင်း400ကျော်ကရန်ကုန်ဒေါ်ပုံမြင့်အတွက်မှာနှိမ့်ညွတ်ခဲ့တဲ့ဓမ္မစီရီခေါင်းလောင်းကို249ဖို့စူးစမ်းနေကြပါတယ်။

မတို့ကိုရောက်ရှိနေတဲ့တာကေတာစိတ်ကမ်းမှာတော့ဓမ္မစရီခေါလောင်ဆယ်ယူမှုကိုစိတ်ဝင်တစားလာရောက်ကြည့်ရှုနေတဲ့သူတွေအများပြားတွေ့မြင်ရမှာဖြစ်ပါတယ်ဓမ္မစရီခေါလောင်ဆယ်ယူမှုကိုစိတ်ဝင်စားတဲ့အတွက်ပြည်သူလူထုဟာမနက်7:00နာရီလောက်ကနေပြီးတော့ညနေ6:00နာရီလောက်ထိအမြဲမပြတ်လာရောက်ကြည့်ရှုနေတယ်လို့သိရပါတယ်ဓမ္မစရီခေါလောင်ဆယ်ယူမှုအပေါ်စိတ်ဝင်စားတဲ့ပြည်သူတွေရဲ့အမြင်ကိုမေးမြန်းပြစ်ခဲ့တယ်လို့ဇေယောင်ချသူတွေရဲ့အခြေအနေကိုလည်းအခုလိုမေးမြန်းပြစ်ခဲ့ပါတယ်အေးပထမဦးရောင်းတဲ့နေရာ3000က3000ကျွဲနောက်နေ့ရောင်းတာ3000 ပြောသလောက်လည်းမဟုတ်ဘူးပထမဝက်ကြာစမ်းကြောခောက်ဆွဲကြလာရောင်းတာတရက်ရောင်းရတယ်မရောင်းရဘူးဆိုလို့နောက်နေ့ကျတော့နှစ်သောင်းမှလောက်လှုပ်ပြလိုက်ရတယ်နောက်နေ့ကျတော့ကော်ဖီမေရောင်းတယ်ရောင်းမကန်ဘူးနောက်နေ့ကျတော့အဲ့ကော်ဖီမေဖွဲဝယ်စားလိုက်တယ်မနေ့ကကျတော့သမင်းသုံးပွဲရောင်းလိုက်တယ်ရဲပါလားခေါ်ပါတယ်ကျွန်တော်တို့ဒါမိဟုတ်ဖလားဟိုပုံမြင်တွေရောဝက်ထုတွေရောတန်တိုင်းရှန်တဲ့ဟာတွေရောကျွန်တော်ဖတ်ဘူးတော့ကျွန်တော်အဲ့ကြကြောင့်ကျွန်တော်တို့လာတာဈေးလေးရောင်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 းနေပေါ့အဲ့လိုသဘောမျိုးလေးလာ ဒါဒီနေ့တော့တို့ဆယ်မယ်လို့တော့ကျွန်တော်ကြားလို့လာတာအရင်နေ့တွေကတော့တို့ခြေထားပြီးဝိုက်လို့ပြူပြူထားပြီးဝိုက်လို့ပြောတယ်ကျွန်တော်လည်းခြေထားပြီးဝိုက်လို့ဖြစ်နိုင်ပါတယ်အားလို့ဆိုတော့ရင်ငိုးတဲ့လူကတိတ်မရှိတော့ဘူးကျမတို့အခုသွားရောက်နေတာကတော့ရန်ကုန်မြို့ဝမှာ ဆယ်ယူနေတဲ့ဓမ္မစရီခေါင်းလောင်ရှိရာနေရာကိုသွားရောက်နေတာဖြစ်ပါတယ်ဓမ္မစရီခေါင်းလောင်ကိုဩဂုတ်လ10ရက်နေ့ကတည်းကစတင်ဆယ်ယူနေတာဖြစ်ပါတယ်ပထမကဒီနေ့ကိုဓမ္မစရီခေါင်းလောင်ဆယ်ယူရဲ့နောက်ဆုံးရက်လို့သတ်မှတ်ထားပေမဲ့လက်ရှိချိန်ထိဓမ္မစရီခေါင်းလောင်ကိုမတွေ့ရှိသေးတဲ့အတွက်ရက်တိုးသတ်မှတ်ထားလို့သိရပါတယ်ဓမ္မစရီခေါင်းလောင်ဆယ်ယူမှုလုပ်ငန်းစဉ်တွေပြုလုပ်နေတဲ့အတွက်ဆယ်ယူနေတဲ့နေရာကိုအနီးကပ်သွားရောက်နိုင်မှုမရှိပေမဲ့အဝေးကနေပြီးတော့အခုလိုလှမ်းပြီးတော့တွေ့မြင်ရမှာဖြစ်ပါတယ် တော့မတွေ့ဘူးလို့တော့တယောက်မှတော့ပြောတာတော့မရှိဘူးအတိကျတော့မတော့တွေ့တော့တွေ့ခဲ့ကြတဲ့လူတွေတော့ရှိတယ်အဲ့လိုမျိုးပေါ့နော်ဟိုနေ့ကအစံတော်ချိန်ဇာတ်ထဲမှာတစ်ချက်ကြည့်လိုက်တာလေတွေ့တော့တွေ့တွေ့တယ်ပေါ့အဲခေါင်းလောင်းပါတော့မတွေ့တော့တွေ့တာတော့ရာဝတ်ထုတစ်ခုတော့သူတို့တွေ့တာတော့ဂျင်းသေးတယ်ပေါ့မတွေ့ဘူးလို့တော့တယောက်မှမြင်တာတော့မတွေ့ဘူးလေနည်းနည်းလေးလာကြည့်တာတော့တကယ်ရှိရလို့တော့မအားတော့မြင်တယ်မြင်လဲမြင်လဲနောက်ပြီးတော့ရမ်းလဲတွေ့ခြင်းလဲ ိုရီးယားဟိုဒါတမိုင်းဝင်နေဖြစ်တဲ့အတွက်လေအရန်လဲတွေ့ကျင်တယ်ဖြစ်လာမယ်လို့လည်းမျှော်လင့်ချက်ထားတယ်။ဒါကြောင့်မို့လဲမျှော်လင့်ချက်ပြည့်နေလားကြည်တာညရရဟိုဒီနေ့မနေ့ဂျာနယ်မှာတွေ့တော့လေ၁၂နှစ်လောက်တရားဆယ်မယ်လို့ကြားတော့လေလာကြည့်ကျင်တာရမ်းပဲ။အားလုံးပေါ့နော်လူတွေအခုလာကြည့်တဲ့လူတွေရောဟောဒီမှာမရှိတဲ့လူတွေရောအကုန်လုံးတွေ့စေချင်တာပေါ့နော်။တွေ့ချင်တယ်ရစေချင်တာပေါ့နော်။ဘာလို့တကယ်လို့ရရင်တော့ကဘာပေါ်မှာတော့ အကြီးဆုံးခေါင်းဆောင်ဖြစ်နေတဲ့အတွက်တွေ့စေခြင်းပါနော်။ရလည်းရစေရှုကုန်ဖျားမောပြန်ပြီးတော့ပူဇော်ခြင်းတော့ပေါ့နော်။လူတိုင်းကဆန္ဒတော့ဒီလိုအဲ့လိုတော့ရှိတော့။မြမသမိုင်းမှာနှစ်ပေါင်း400ကျော်လောက်နင်းမြုပ်နေတဲ့လို့ယူဆထားတဲ့ဓမ္မစေရီခေါင်းဆောင်ကိုဆယ်ယူဖို့အတွက်အကြံကြိမ်ကြိုးပမ်းမှုတွေရှိခဲ့ပါတယ်။လက်ရှိအချိန်ဆယ်ယူမှုအတွက်ဓမ္မစေရီခေါင်းဆောင်ကိုတွေ့ရှိမယ်လို့ယုံကြည်နေတဲ့သူတွေရှိတယ်လို့ဓမ္မစေရီခေါင်းဆောင်ဆယ်ယူမှုဟာခက်ခဲမယ်လို့ဝေဖန်နေတဲ့သူတွေလည်းရှိနေပါတယ်ရှင်။ အခုဆက်ပြီးတော့ထုတ်လွှင့်မှာကတော့ RFP ကိုရေးရစာပေးရစာအစီအစဉ်ဖြစ်ပါတယ်ကျွန်တော်တို့ဝိုင်းတော်သူမခင်ခင်ဤတင်ဆက်ထားပါတယ်ခင်ဗျာမင်္ဂလာပါရှင် RFP ကိုရေးရစာပေးရစာအစီအစဉ်ကနှုတ်ခွန်းဆက်ပါတယ်ဒီဒီဘက်အစီအစဉ်မှာရေဦးဆုံးရခိုင်ပြည်နယ်ရရင်ဖွင့်တဲ့တွေကိုတင်ပြပေးမှာပါကျွန်တော်တို့ရခိုင်ပြည်နယ်ရံပြဲမြို့နယ်အုတ်ချုပ်ရေးမှူးမှာ အရက်ဆိုင်တွေကိုတားမြစ်ထားပါတယ်တဲ့အဲ့ဒီလိုတားမြစ်ထားပေမဲ့လည်းရမ်းပြဲမျိုးပြည်သူရဲတွေကရက်ွက်တိုင်းမှာအရက်ဆိုင်တဆိုင်ကိုတသိန်းနှုံးယူပြီးတော့ရောင်းချခွင့်ပြုနေပါတယ်တဲ့ဒါကိုရမ်းပြဲမျိုးနဲ့အုပ်ချုပ်ရေးမှူးကမသိကြအောင်ဆောင်နေတာလားခွင့်ပြုနေတာလားဆိုတာအထက်လူကြီးတွေကသိရှိအောင်တင်ပြလိုက်ရခြင်းဖြစ်ပါသည်ဆိုပြီးရှင်းပြလာပါတယ်နောက်ထပ်ရင်ဖွင့်တန်ကတော့မင်းပြမျိုးနေရပါမင်းပြမျိုးနဲ့ဒုံခါကြေးရွာမှာတဲ့ 2014-2015ပညာသင်နှစ်အတွက်အမှတ်63ခြေကံပညာမူလတန်းကျောင်းပြုပြင်မွမ်းမံရန်အတွက်ဆိုပြီးကျောင်းသားဥယျာဉ်အလိုက်နိုင်ငံတော်ကငွေကျပ်12သိန်းချပေးခဲ့ပါတယ်တဲ့ပထမအုပ်အပြည့်6သိန်းထုတ်ပေးခဲ့ရမှာကျောင်းကဆရာတဦးကတသိန်းသာကျောင်းကော်မတီနဲ့သက်ဆိုင်တယ်လို့ပြောပြီးတော့ကျန်တဲ့9သိန်းကိုသိမ်းထားပါတယ်တဲ့ကျောင်းဆောင်လုပ်တဲ့အခါမှာလဲကျောင်းကော်မတီနဲ့ညှိနှိုင်းထားတာဘာမှမရှိပါဘူးတဲ့ လေးတန်းအောင်တဲ့ကလေးတွေကျောင်းတက်လက်မှတ်အတွက်လဲငွေ9000ကောက်ခံပါတယ်တဲ့ဒီအကြောင်းကိုသက်ဆိုင်ရာထက်လူကြီးတွေသိအောင်တိုင်ကြားအပ်ပါတယ်ဆိုပြီးရှင်းပြလာပါတယ်ရှင်အခုတင်ပြမှာကတော့ရှမ်းပြည်နယ်ဘက်ကပါကျမကရှမ်းပြည်နယ်တောင်ပိုင်းကပါတဲ့ပြီးခဲ့တဲ့2022ခုနှစ်ရက်ွက်တိအမှတ်နှစ်အခြေခံပညာမူလတန်းကျောင်းမှာတဲ့ကျမရဲ့သားဒုတိယတန်းတက်တုံးက စတုဒ္ဓတန်အတက်မိုင်ဆရာမကကျောင်းစာမရေးလို့ဆိုပြီးတော့ကျမသားကိုဒုံနဲ့ခေါင်းတွေရောလက်တွေရောရိုက်နှက်ခဲ့ပါတယ်တဲ့အဲ့ဒီလိုအရိုက်ခံရပြီးနောက်ပိုင်းမှာကျမသားဟာလွဲလင်းဆေးရုံကိုတက်ခဲ့ရပါတယ်တဲ့အောင်မန်းဆေးရုံမှာတခါ CT scan ရိုက်တော့ကလေးရဲ့အာယုံကြောထိသွားတယ်လို့ဆရာဝန်ကပြောပါတယ်တဲ့ဒီကိစ္စကိုလွယ်လင်းရဲစခန်းမှာတိုင်ကြားခဲ့ပေမဲ့လည်းအခုထိအရေးယူတာမရှိသေးတဲ့အတွက်သက်ဆိုင်ရာကြီးကဲတွေသိရှိကူညီပေးပါရန်တင်ပြတိုင်ကြားအပ်ပါတယ်ဆိုပြီးရေးသားပေးပို့လာပါတယ်ရှင် ဒီတစ်ခါတင်ပြမှာကတော့ပဲခူးတိုင်းဘက်ကပါပဲခူးတိုင်းကဝမြို့နယ်ထဲနန်ကြီးရွာတခါပြအုစုတခါပြကြီးရွာမှာတဲ့ရေးကြီးခဲ့တဲ့အတွက်စိုက်ပျိုးထားတဲ့လေယာမြေတွေအကုန်နှီးပါပျက်စီးကုန်ပါတယ်တဲ့ဧက6000ကျော်ရှိတာမှာ9800လောက်ပြတ်သွားပါတယ်တဲ့ထဲနန်အုပ်ချုပ်ရေးမှုကလေပြက်စင်ရင်တင်ဖို့ဆိုပြီးတော့လေသမားတဦးကို900တောင်းခတ်ပါတယ်တဲ့လေသမားဦးရေကအားလုံး200ကျော်ရှိပါတယ်တဲ့ စင်ရင်ပြုစုဖို့ဆိုပြီးတော့ကြေးရွာအုပ်ချုပ်ရေးမှူးကအိမ်တောင်စုတစုကို200တောင်းပါတယ်တဲ့။တက်ဆန်ရကတည်အောင်ပြောပြရခြင်းဖြစ်ပါသည်ဆိုပြီးရှင်းဖွင့်လာပါတယ်ရှင်။ ARD တိုင်းကရေးဖွင့်တဲ့အုံလည်းပြောပြခြင်းပါတယ်။ ARD တိုင်းဒေသကြီးငပူရောမြို့နယ်ကိုးတောင်ကျေးရွာအုပ်စု၊ကိုးတောင်ကျေးရွာအာနာပိုင်ဟာတဲ့လွန်ခဲ့တဲ့1996ခုနှစ်ကရွာမှာအမှုဖြစ်ခဲ့တဲ့လယ်မြေကိုအယောင်းဝယ်လုပ်ခဲ့ပါတယ်တဲ့။သူကအဲ့ဒီကွင်းအတွက် ဘဏ်ကနေပြီးတော့ချင်းငွေနှစ်ကြိမ်ထုတ်ယူချေးခဲ့ပါတယ်တဲ့ပြမဒီကြိမ်ကဒီရောင်းတဲ့သူရဲ့နာမည်နဲ့ထုတ်ယူခဲ့တာဖြစ်ပြီးတော့ဒုတိယကြိမ်ကိုတော့ဒီဝယ်တဲ့လူရဲ့ပုံကုတ်အမည်နဲ့ဒီကွင်းတကွင်းတဲ့ကိုသူကနှစ်ကြိမ်ထုတ်ယူသွားတာပါတဲ့ဒီလိုအာဏာအလွဲသုံးစားမှုတွေကိုတက်ဆိုင်ရာကတည်အောင်တိုင်ကြားရခြင်းဖြစ်ပါသည်ဆိုပြီးရှင်းပြလာပါတယ်ရှင်အခုရန်ကုန်တိုင်းကရင်ဖွင့်လာတာကိုပြောပြမှာပါ ရန်ကုန်ဗိုလ်မြတ်ထွန်းလန်းကစေကုကန်တစ်ခုကိုအမြန်ဆုံးထိထိရောက်ရောက်ဝင်ရောက်စစ်ဆေးတားမြစ်တဲ့နယ်လို့ရင်ဖွင့်လိုက်ရပါတယ်တဲ့အဲ့ဒီစေကန်ဟာတရုတ်တိုင်းရင်းစေးတွေနဲ့ကုနေတာပါတဲ့အဲ့ဒီမှာဆွေမျိုးတော်တဲ့လူနာတယောက်ဒူးနာလို့သွားပြတာနှစ်ရက်ပဲဆေးတောက်ရပါသေးတယ်တေသွားပါတယ်တဲ့ပေးတဲ့စေးတွေကတိုင်းရင်းစေးတွေပါတဲ့အစိုးရကလည်းဝင်စစ်ဆေးတယ်ဆိုပေမဲ့ဘာမှမတွေ့ဘူးပဲပြောပါတယ်တဲ့အဲ့ဒီစေကန်ဟာဟောင်ကောင်ကလာပြီးဖွင့်တာလို့လည်းသိရပါတယ်တဲ့ ကျွန်တော်တို့နိုင်ငံမှာသူတို့ဆေးကိုလာပြီးတော့ဆန်းတက်နေတာလားလူနာတွေမတည်တဲ့ပဲတည်ရတာတွေကိုမဖြစ်စေချင်တဲ့အတွက်ထိထိရောက်ရောက်အများဆုံးဆောင်ရွက်ပေးပါရန်တင်ပြပါသည်ဆိုပြီးရှင်းပြလာပါတယ်ရှင်ဒီတစ်ပတ် RFA ကိုရေးတဲ့စာပေးတဲ့စာစီစဉ်ကိုဒီမျှနဲ့ရန်နာခွင့်ပြပါရှင်ကြီးစုကြတဲ့အတွက်ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ် RFA ရုပ်သံကြားအစီအစဉ်တွေကိုကြည့်ရှုနေရတာပါတိတ်တယ်ခင်ဗျာကျွန်တော်တို့ရဲ့လွတ်လပ်တဲ့အားရှအသံ RFA ရဲ့ရေဒီယိုအသံလွှင့်အစီအစဉ်နဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတဆင်လဲဖမ်းယူကြည့်ရှုနိုင်ပါတယ်လိပ်စာက www.rfa.org/bami ဖြစ်ပါတယ် RFA ကိုစာရေးသားပေးပို့ခြင်းနဲ့ဆိုရင်တော့ internet email လိပ်စာက burmese@rfa.org ဖြစ်ပါတယ်ခင်ဗျာ2014ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွက် RFA သတင်းမဲဆင်းစီစဉ်ကိုဒီမှာပဲရန်နာဖို့ပြုပါခင်ဗျာကြည့်ရှုကြရပြည်သားအားလုံးကိုထူးကျေးဇူးတင်ပါတယ် မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ